်မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုမှာကတော့ Dennis Raider BTK ကွင်းဆက်လူတပ်သမားရဲ့လက်ကျန်လူတပ်မှုတွေကိုဘယ်လိုမျိုးကျွလွန်ခဲ့တယ်လဲသူ့ကိုဘယ်လိုမျိုးဖမ်းမိသွားတယ်လဲဆိုတဲ့ဇက်သိန်းခန်းကိုပြောပြသွားမှာဖြစ်ပါတယ် Dennis Raider BTK ကွင်းဆက်လူတပ်မှုအပိုင်း1နဲ့2ကိုမကြည့်ရသေးဘူးဆိုရင်အဲ့ဒါကိုအရင်ဆုံးကြည့်ပြီးမှအပိုင်း3ကိုကြည့်ပါလို့မြန်ပြပြပါစီရှင် 1985ခုနှစ်ကိုရောက်တဲ့အခါမှာသူကဘောလင်းလမ်းကိုမောင်းလာခဲ့ပြီးတော့သူ့ကိုယ်ပေါ်မှာဘီယာတွေလောင်းချပြီးတော့အမှုသမားပုံပေါက်အောင်လုပ်လိုက်တယ်။ပြီးတော့တက္ကစီကတစည်းငါပြီးတော့ဂျာဒိုင်းမီမိုရီယယ်ဖတ်ကိုပန်းချံကိုကာမောင်းခိုင်းခဲ့တယ်။အဲ့ဒီနေရာသူရွေးထားတဲ့တားကောင် Marine Hatch ရဲ့အိမ်နဲ့နီးလို့ပါ သူကမရင်းရဲ့အိမ်ကိုဖျက်ပြီးတော့ဝင်လာတဲ့အချိန်မှာမရင်းကအိမ်မှာရှိမနေဘူးသူကစိတ်ရှည်လက်ရှည်နဲ့စောင့်နေခဲ့တယ်။ညတကောင်တနားရီလောက်မှာမရင်းကပြန်လာပြီးတော့အိပ်ပျော်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဒက်နစ်ရီတာတိုက်ခိုက်ပြီးတော့လက်ဗလာနဲ့မရင်းကိုတပစ်ခဲ့တာဖြစ်တယ်။ပြီးတော့အလောင်းကိုသူ့ရဲ့ဖျားကြောင်းကိုသူကအသက်ခံရတဲ့သူ့ရဲ့ကားနဲ့ပဲတည်ပြီးတော့ယူသွားတယ်။ တပ်ပုံတွေကိုပုံစံမျိုးစုံနဲ့ရိုက်ယူတယ်ပြီးတော့မှတောလန်းတနေရာမှာအလောင်းကိုသွားပစ်ထားခဲ့တယ်။အဝတ်ပလာနဲ့မရင်းရဲ့အလောင်းကိုရေးတွေကနောက်9ရက်ကြာမှပြန်တွေ့ခဲ့ကြတယ်။ဒါက BTK ရဲ့လက်ချက်လို့သူတို့တွေကမထင်ခဲ့ကြအောင်1992ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ Dennis Rader ကသူအလုပ်ကောင်းတစ်ခုရလာခဲ့တယ်။ Kansas ပြည်နယ်က Park City မှာ Compliance Officer ဆိုတဲ့ရာထူးကိုသူကရခဲ့တယ်။ ူအောက်ကအလုံးလုံးခဲ့တဲ့မိန်းကလေးတယောက်ရဲ့တငယ်ချင်းပြောပြတာက သူကအလုံးမှာအာနာပါဝါတွေပြပြီးတော့အော်ဆူတာမျိုးငေါက်တာမျိုးသူများရှိမှမရှောင်ပြောဆိုတာမျိုးတွေလုပ်တယ်တဲ့ဒါပေမဲ့သူမိသားစုစီကနေပြီးတော့ဖုန်းဝင်လာတဲ့အခါမှာတော့သူ့ရဲ့လေသာချက်ချင်းပြောင်းသွားပြီးတော့နူးညံ့သွားတယ်လို့ပြောတယ်ဒီလိုအပြုတ်မှုမျိုးကိုပြစ်မှုပေဒပညာရှင်တွေက on off switch လုပ်တာလို့ပြောခဲ့တယ်ဆိုလိုတာကသူကလူတကိုစိတ်နှမျိုးနဲ့တပြိုင်တည်းသွားနေတာမျိုးမဟုတ်ဘဲနဲ့စိတ်တစ်ခုကိုဖွင့်စိတ်တစ်ခုကိုပိတ်လိုက်တဲ့ပုံစံမျိုးအဖွင့်ပိတ်လုပ်နေခဲ့တာလို့ဆိုတယ်ဒါက ောင့်မို့လို့သူကဒါကြောင့်မို့လို့သူ့မိမဝိုင်းဂေစီကသူ့ယောက်ျားကွင်းဆက်လူသက်သမားဆိုတာမရိပ်မိခဲ့တာလို့ဆိုတယ်။သူ့သားသမီးတွေအတွက်လည်းသူကလုံးဝအဖေကောင်းသူ့အဖေကိုလူသက်သမားအနေနဲ့လုံးဝမစင်စားကြည့်ခဲ့ဘူး။ဒီလိုနဲ့ BTK ကနှစ်ပေါင်း73နှစ်နေပါတိတ်ဆိတ်သွားခဲ့တယ်။လူတွေကအမျိုးမျိုးယူဆခဲ့ကြတယ်။သူကထောင်ကျသွားတာဖြစ်နိုင်တယ်လို့ဖျားနာပြီးတည်သွားတာဖြစ်နိုင်တယ်လို့ပြောကြတယ်။နောက်ထပ်ယူဆချက်တစ်မျိုးက ဝင်းဆက်လူသက်သမားတွေကဒီအာနာဖာဝါမက်တယ်သူတပားကိုလွှမ်းမိုးနိုင်ယူခြင်းနဲ့စိတ်ရှိတယ်အဲ့ဒါလို့စိတ်မျိုးတခြားသူမှလည်းရှိတယ်ဒါပေမဲ့လူတိုင်းလူသက်သမားမဖြစ်လောက်ဒါပေမဲ့အဲ့ဒီလိုစိတ်ရှိတဲ့သူတိုင်းလူသက်သမားမဖြစ်လောက်ဒီ Dennis Rader လိုမျိုးလူတွေကဘာလို့ဂွင်းဆက်လူသက်သမားဖြစ်လာတယ်လဲဆိုတော့သူတို့လိုချင်တဲ့အရာကိုသူတို့ရဲ့လက်တွေ့ဘဝကနေမရနိုင်တဲ့အခါမှာသူတို့ကသူတပားကိုနှိပ်စက်တတ်ဖြစ်တဲ့နေရာနေပြီးတော့ အဲ့ဒီစိတ်ခံစားချက်ကိုရပြီးတော့ตายာကြတာစိတ်ကိုဖြည့်သိမ့်နိုင်ကြတာပေါ့အခု BCK ကအစိုးရယုံမှာအရာရှိဖြစ်သွားပြီးတဲ့နောက်သူကတာဝန်ကြီးတွေယူရတယ်သူတပားကသူ့ကိုတလေးတစားဆက်ဆံတယ်ပြီးတော့သူဆူငေါက်ပြီးတော့ပါဝါပြစရာလူတွေကလည်းရှိသွားတော့သူ့ရဲ့စိတ်ဆန္ဒမှာအာသာငန်းငန်းဖြစ်နေတဲ့အရာကို ဒီအာနာပါဝါတွေကိုသူ့အလုတ်ကနေရနေတဲ့အခါမှာသူကလူသက်စရာမလိုတော့တာဖြစ်နိုင်တယ်လို့တချို့ကလည်းသုံးသပ်ကြတယ်။ဒီနှစ်2000ပြည့်နှစ်ဝင်းကျင်ကာလတွေကို BTK လူသက်မှုနဲ့ပတ်သက်ပြီးတော့ cold case လို့သတ်မှတ်ထားလိုက်ကြတယ်။ဘာတည်းတည်းမှထပ်မကြရတော့လို့သူ့အမှုနဲ့ပတ်သက်ပြီးတော့ DNA ပေါင်း1300လောက်ကိုနမူနာယူတိုက်ဆိုင်စစ်ဆေးခဲ့ကြတယ်။ဒါပေမဲ့ဘာမှသိလွန်စားမရဘူး။နောက်တော့တရားရုံးအမိန့်နဲ့ပဲအဲ့ဒီ DNA နမူနာတွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ကြတယ်။ BTK က2004ခုနှစ်သူ့အသက်58နှစ်မှာတခါပြန်ပြီးတော့ပေါ်လာခဲ့တယ်။သူ့အိမ်ထောင်တက်ကအဲ့ဒီချိန်မှာ32နှစ်ရှိပြီ။သူ့ကလေးတွေလည်းအကုန်ပွဲရပညာတတ်ဖြစ်ကုန်ပြီးအိမ်ကနေလည်းထွက်သွားကြပြီ။ဆိုတော့သူကပြင်းလာတယ်တဲ့။ပြီးတော့သူတို့မျိုးကအရှိနေတယောက်က BTK အကြောင်းကိုစာအုပ်တအုပ်ရေးနေတယ်ဆိုတော့သူသိသွားတယ်။သူကသူ့အကြောင်းကိုသူများရေးပေးတာမကြိုက်ဘူး။သူကိုယ်တိုင်ရေးချင်တာ။ သူကဘာပြောတယ်လဲဆိုတော့တကယ်တော့ဗျာကျွန်တော်ကဒီစတိုရီတွေကိုကိုယ်တိုင်ပြောဖို့ပြင်ထားတာဗျသူတို့ကအချက်လက်ကိုပဲတည်တာကျွန်တော်ဘလို့အလောလောတယ်ဆိုတာတေချာတည်တာမဟုတ်ဘူးဒါကကျွန်တော်စီမံကိန်းကျွန်တော်အမေးလိုက်တဲ့အမှုကျွန်တော်တားကောင်တွေဗျဆိုပြီးတော့သူ့အကြောင်းကိုသူကိုယ်တိုင်ပဲအသေးစိတ်ရေးသားထုတ်ဝေခြင်းခဲ့တဲ့အကြောင်းပြောပြခဲ့တယ်၂၀၀၄ခုနှစ်မှာ The Visitor Eagle ကထုတ်ခဲ့တဲ့ BTK Case Unsolved 30 years later ဆိုတဲ့စာအုပ်ကိုသူ့ရဲ့လူတက်မှုဖြစ်ခဲ့တာနှစ်30ပြည့်အထိမ်းမှနေနဲ့ထုတ်လိုက်တာ BTK ကအဲ့ဒီစာအုပ်ကတိတ်ပြင်းစရာကောင်းတယ်ဆိုပြီးတော့နောက်ပိုင်းမှာပြန်ပြောခဲ့တယ်။ဒါကြောင့်ပဲသူကသူ့နာမည်ပြန်ပြီးတော့အသက်ဝင်လာအောင် လုပ်ခဲ့တယ်။2004ခုနှစ် March လမှာ Wichita Iga ရုံးခန်းထဲကိုစာအိတ်ကြီးတအိတ်ရောက်လာခဲ့တယ်။စာပို့တဲ့လူရဲ့နာမည်က Bill Thomas Killman နဲ့အစစလုံးတွေကောက်လိုက်လို့ရှိရင် BTK ပေါ့။ ဲ့ဒီစာအိတ်ထဲမှာဓာတ်ပုံတွေအများကြီးပါပါတယ်အမျိုးသမီးတယောက်ရဲ့အလောင်းပုံတွေဆူဆူရွရွတည်ဆုံနေတဲ့ပုံစံတွေနဲ့အဲ့ဒီအမျိုးသမီးရဲ့ရင်မောင်းလိုင်စင်ကတ်တစ်ခုပါပါလာခဲ့တယ်အဲ့ဒါကလွန်ခဲ့တဲ့16နှစ်တုန်းက BTK တပ်ပစ်ခဲ့တဲ့ကလေးမေတယောက်ဖြစ်တဲ့ Vicky Vagla ရဲ့ပုံဖြစ်နေတယ်ရေးတွေရက်ယူထားတဲ့ပုံမဟုတ်ဘူးเนาะ BTK ကိုယ်တိုင်ရိုက်ထားတဲ့ပုံ ਨੇ သူကအဲ့ဒီလူတတ်မှုကို project ပြန်လို့ဆိုပြီးတော့မဲ့ထားခဲ့တာရေးတွေကနှစ်ရက်လောက်တေချာစစ်ဆေးပြီးမှ ဟာဘလူးတေးပြန်လာပြီဆိုပြီးတော့လူချုကိုအတိပေးလိုက်ရတယ်။ဝစ်ကီကဒန်နစ်ရဲ့ရှီယောက်မြောက်တားကောင်ဖြစ်မှန်းအဲ့ဒီချိန်ကြမှာသူတို့ကတည်သွားကြတယ်။ဒီနေရာမှာလေးကြေကွဲဆရာဖြစ်ပြတဲ့ခုရှိသေးတယ်နော်။ Vicky အသက်ခံရတဲ့အချိန်မှာသူကသူ့ရဲ့လမ်းလျှောက်တက်ခါစသားလေးနဲ့အတူအိမ်မှာရှိနေခဲ့တာ။ Dennis Rader ကဖုန်းပြင်သမားဟန်ဆောင်ရောက်လာပြီးတော့တကားဖွင့်ခိုင်းခဲ့တယ်။သူကအိမ်ထဲကိုရောက်ပြီးတော့ Vicky ကိုတိုက်ခိုက်တဲ့အချိန်မှာ Vicky ကလည်းအပြင်းထန်ပြန်ပြီးတော့ခုခံတယ်။ ဒါပေမဲ့အင်အားမမျှတဲ့အတွက်ကြောင့် Dennis Reader တက်တာကိုခံလိုက်ရတာ Dennis ပြောတာသူ့ကိုယ်ပေါ်မှာတေချာကြည့်မယ်ဆိုရင် Vicky ကုတ်ချစ်ထားတဲ့ဒဏ်ရာရဲ့အမှန်ရတွေ့နိုင်သေးတယ်ဆိုပြီးတော့ပြောခဲ့တယ် Vicky ကသူ့ယောက်ျားပြန်လာခနီးပြီးအဲသူ့ကိုအဲ့လိုမလုပ်နဲ့ဆိုပြီးတော့လည်းပြောခဲ့တယ်ဒါမဲ့သူကအဲ့လိုမျိုး Vicky ကိုဆက်ပြီးတော့တိုက်ခိုက်တယ် ဲ့ချိန်မှာသူတို့အိမ်ကခွေးကလည်းအရန်ဟောင်းလာပြီးတော့သူ့ယောက်ျားကလည်းမကြခင်ပြန်လာမယ်လို့ဗီကီကလည်းပြောခဲ့တော့သူကလှုပ်ရှားရှိတော့မြင်မြန်လှုပ်လိုက်တယ်မြင်မြန်လက်ဆက်တက်လိုက်တယ်ပေါ့နော်။တန်ရတဲ့နေဗီကီရဲ့ပုံတွေကိုစိတ်ကြိုက်သက်ပုံရိုက်ယူတယ်။ဒန်နစ်ရေဒါကဗီကီအလောင်းကိုဗီကီရဲ့ကားနဲ့ပဲပြန်တဲသွားပြီးတော့နလန်းကျော်မှာသွားပြီးတော့ပစ်ထားခဲ့တယ်။အဲ့ဒီနေ့မှာသူ့ယောက်ျားဘီလ်က ။နေပြည်တော်စားဖို့အိမ်ကိုကားမောင်းပြီးပြန်လာတဲ့အချိန်မှာလမ်းမှာတူမိမရဲ့ကားကိုတွေ့လိုက်တော့တခုခုပဲဆိုတာချက်ချင်းတိသွားပြီးတော့သွားကြည့်တဲ့အခါမှာအသက်မြော့မြော့လေးရှိနေတဲ့တူမိမကိုတွေ့လိုက်ရတယ်။ချက်ချင်းဆင်းရုံကိုခေါ်သွားခဲ့ပေမဲ့ဆင်းရုံရောက်ပြီးမကြခင်မှာပဲအသက်ထွက်သွားခဲ့တယ်။သူတို့ရဲ့နနစ်အရွယ်သားလေးကတော့ဘာမှမထီမခိုက်ပဲနဲ့အိမ်မှာပြန်တွေ့ခဲ့ပြန်တွေ့ခဲ့ကြတယ်။သူ့ယောက်ျားဘီလ်ကအကြီးကျယ်ထိတ်လန့်ခဲ့ရတာကောနောက် ဝနေ့ကြေကွဲနေရတဲ့အကြောင်းကိုသူ့ကိုမူတာဖော်ဆက်နေစစ်မေးတဲ့အချိန်မှာမအောင်ခဲ့လို့သူမိမကိုတတ်တဲ့တန်တရာတရခံအဖြစ်နဲ့ဆက်ရှိလုံးလုံးနေခဲ့ရတယ်။နောက်ဆုံး BTK ကြောင့်ဆိုတာတိခေရလို့သာသူ့ရဲ့ဂုံတိတ်ခါကိုပြန်ဆဲနိုင်ခဲ့တာဖြစ်တယ်။အဲ့ဒီနောက်မှာတော့ Dennis ကဒီစုံထောက်တွေကိုသူတို့မဖြေရှင်းနိုင်တဲ့ case တွေနဲ့ပတ်သက်ပြီးတော့တင်းလွန်စပေးရင်နဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ခိုင်းခဲ့တယ်။သူကသူတတ်ခဲ့တဲ့လူတိုင်းစီကအမှတ်တရပစ္စည်းတွေလည်းယူလာခဲ့တယ်။ 2004ခုနှစ်မေလမှာ KAKE ကဒီ BTK story ဆိုတဲ့ခေါင်းစဉ်နဲ့စာရှည်ကြီးတစ်စောင်ကိုရရှိခဲ့တယ်။ပြီးတော့ဂျွန်လ9ရက်နေ့မှာလဲလမ်းပေါ်အဆိုင်ဘုတ်တစ်ခုအောက်မှာသူကသူ့အမှုနဲ့ပတ်သက်တဲ့တင်လွန်စာတွေပေးထားခဲ့တယ်။ဇူလိုင်လအထက်မှာလဲစာကြည့်တိုက်တစ်ခုမှာတင်လွန်စာတွေချပေးခဲ့တယ်။ဒီလိုနီးနဲ့သူကရဲတွေကနော် information တွေတစတစပေးပြီးတော့သူ့ကိုဖမ်းခိုင်းတာနော်ရှာခိုင်းတာအဲ့လိုအယူလုပ်နေခဲ့တာပေါ့။ သူရဲ့၉ရောက်မြောက်တားကောင်ကဟိုအပေါ်မှာပြောခဲ့တဲ့ Marine Hitch ပေါ့နော်အဲ့ဒါသူ1985ခုနှစ်မှာတတ်ခဲ့တာအဲ့ဒါကိုလည်းသူဖွင့်ပြောမှာပဲရေးတွေက BTK တတ်တယ်ဆိုတာသိတာနောက်တစ်ယောက်ကကြတော့သူ1990ခုနှစ်မှာတတ်လိုက်တဲ့ Dolores Davis ဆိုတဲ့မိန်းကလေးတယောက်သူကတော့ Dennis Rader ရဲ့နောက်ဆုံးတားကောင်ဒါကိုသူက project dog site လို့နာမည်ပေးထားခဲ့တယ်။သူ့အိမ်နဲ့တိတ်မဝေးဘူးလို့ပြောတယ်။ဒီ ဒေါ်လရစ်ကသူ့အိမ်ခြံဝန်းထဲမှာသူ့ဖရာသူအလုပ်တကုတ်ကုတ်နဲ့လုပ်နေတာကိုကြည့်ရင်းနဲ့ဒက်နစ်ကလိန်စိတ်နိုးကြွလာခဲ့တယ်။အဲ့ဒါကြောင့်မလို့သူကဒေါ်လရစ်ကိုသူ့ရဲ့ project ထဲမှာစီရင်တွင်ခဲ့တယ်။နောက်တော့သူကအဲ့ဒီအိမ်ကိုတကားဖြတ်ဝင်လာပြီးတော့ဒီ dollars ကိုကြိုးချီတုပ်ပြီးတော့လေးပြီးညက်တက်ခဲ့တယ်ပြီးတော့သူ့အလောင်းကိုတဲလာပြီးတော့ တရားတစ်ခုအောက်မှာတွားပြီးတော့ပစ်ထားခဲ့တယ်။အဲ့ဒီအလောင်းကို73ရက်ကြာမှလူတွေကတွေ့ခဲ့တယ်။သူစီကလည်းရင်မောင်းလိုင်စင်ကတ်နဲ့တခြားကတ်တွေကိုယူသွားခဲ့တယ်။အဲ့ဒါကိုလည်းပဲ2005ခုနှစ်ကြာမှသာ BTK ရဲ့လက်ချက်ဆိုတာတည်သွားခဲ့ကြတာဖြစ်တယ်။ သူပြန်ပေါ်လာတာနဲ့အမြဝစ်ချတာမျိုးလေးမှာအကြောက်တရားတွေကပြန်ပြီးတော့စိုးမိုးလာခဲ့တယ်။တကားတွေကိုပိုစစ်ဆေးလာကြတယ်။သမီးလေးတွေကိုမျက်စိအောင်အပြောင်မခံနိုင်ဖြစ်လာကြတယ်။လူတွေကကရတေးတွေတင်နေ၊တနတ်တွေဝယ်တယ်၊လိကျင့်နေ။နောက်လုံခြုံရေးကင်မရာတွေတက်တယ်။အဲ့လိုမျိုးအလုပ်တွေရှုပ်ကုန်ကြတာပေါ့နော်။အဲ့ဒါကိုရေဒါကအင်တာဗျူးမှာပြောလဲဆိုတော့ ငါတို့မျိုးကလူတွေအဲ့လောက်ကြောက်နေကြတာငါမသိခဲ့ဘူးတဲ့ငါတည်င်းတချို့မှာတော့တွေ့ပါတယ်ပေါ့အမျိုးသမီးတွေကသူတို့ဂရင်အောက်တွေမှာလှန်ကြည့်တာမျိုးတို့ဘာလို့ပေါ့တဲ့ဒါပေမဲ့ငါကအဲ့လောက်ထိအထင်ရှင်ရနေမှာမသိခဲ့ဘူးလို့စိတ်ကျဉ်တဲ့အားရတဲ့ပုံစံနဲ့သူကပြန်ပြောပြခဲ့တာ ူက1990ခုနှစ်ကတည်းကလူမသက်တော့ဘူးရှေ့မှာသူများထင်ထားသလိုမျိုးပဲသူကမြို့မှာအရေးပါတဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်သူ့ရဲ့စိတ်ကျေနပ်မှုတွေကအဲ့ဒီအလုပ်ကနေရနေလို့သူကလူမသက်ချင်တော့လူသက်စရာမလိုတော့ဘဲနဲ့သူ့စိတ်ကျေနပ်မှုတွေရနေတာပေါ့နော်အသက်ကြီးလာတာလဲပါတာပေါ့လို့သူကပြောပြခဲ့တယ်ဒါပေမဲ့ तू ကမီဒီယာအထင်ရှင်းကိုတော့လိုချင်နေခဲ့သေးတယ်တဲ့အဲ့ဒီစိတ်ကပဲ तू ကိုဖမ်းမိဖို့တင်းလွန်စားတွေပေးမိလက်သားဖြစ်သွားစေခဲ့တာ 2005ခုနှစ်မှာသူကရေးတဲ့အတွက်ဒီ home depot မှာရှိတဲ့ truck ကားပေါ်မှာစာတစောင်ခြံထားပေးခဲ့တယ်။မိကုန်းလေးကိုလည်းမိခဲ့။ကျွန်တော်ခမရတို့ကို computer disk တစ်ခုပို့ပေးမယ်ဆိုရင်ခမရတို့ကအဲ့ဒါဘေးကလာတယ်လဲဆိုတော့နောက်ကြောင်လိုက်လို့ရမလား။ကျေးဇူးပြုပြီးတော့ရိုးရိုးသားသားဖြည့်ပေးပါဆိုတော့မိကုန်းမိထားတဲ့စာ ရေးတွေကလည်း BTK အဲ့ဒါကလုံခြုံပါတယ်လိုက်လို့မရပါဘူးပေါ့နော်အဲ့လိုပုံစံနဲ့သူတိနိုင်အောင်ပြန်ပြီးတော့ဖြေပေးခဲ့ကြတယ် BTK ကရေးတွေကသူ့ကိုအမှန်ပြောတယ်လို့ထင်သွားခဲ့တယ်အမှန်ကတော့ရေးတွေကသူ့ကိုညာပြောပြီးတော့သူပြန်ဆက်တွယ်လာမှာကိုစောင့်နေခဲ့ကြတယ်2005ခုနှစ် February လမှာ Dennis Rader က KSAS TV channel ရဲ့ရုံးခန်းကိုသူကဒီခရမ်းရောင် floppy disk တစ်ခုကိုပို့ခဲ့တယ် ကျမတို့ Windows 95 96သုံးခဲ့ဘူးတဲ့သူတွေ IBM Desktop ကြီးတွေသုံးခဲ့ဘူးတဲ့လူတွေကတော့အဲ့ဒါပါလဲဆိုတာသိတယ်။အရင်ခေတ်တုန်းက memory card ပေါ့နော်။အဲ့ဒီထဲမှာ BTK ကသူ့အမှုနဲ့ပတ်သက်တဲ့တက်တဲ့အချက်လက်တွေထည့်ပေးထားခဲ့တယ်။အဲ့ဒီအချက်လက်တွေအပြင်သူမသိမမြင်နိုင်တဲ့အဲ့ဒီအချက်လက်တွေရဲ့နောက်ွယ်က meter data ကိုပါရေးတွေကရသွားခဲ့ပါတယ်။စုံထောက်တွေကအဲ့ဒီ floppy disk က Dennis C ကနဲ့လာတာ။ပြီးတော့သူနိုင်ရကလုံနေတဲ့ဒီ Christ Lutheran Church မှာရှိတဲ့ကွန်ပျူတာဆရာနဲ့လာတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒါအပြင်စုံထောက်တွေကသူ့ရဲ့ home depot မှာရှိတဲ့ကားပေါ်မှာစာအိတ်လာတင်ထားတဲ့ footage ကိုလည်းရသွားခဲ့တယ်။မြို့သားတယောက်ကစာအိတ်တိတ်ကားပေါ်မှာလာတင်ထားခဲ့ပြီးတော့အမဲရောင်ကားတစ်စီးပေါ်တက်မောင်းသွားတယ်ဆိုတာသိလိုက်ရလို့အဲ့ဒီကားကိုဆက်ပြီးတော့စုံစမ်းတော့ Dennis ရဲ့သားနာမည်နဲ့မပုံတင်ထားတဲ့ကားဖြစ်နေခဲ့တယ်။ရေးတွေကဒါတွေကိုတိနေပြီမဲ့သူတို့မှာတက်သေးလိုအပ်နေသေးတယ်။ အာနာပိုင်ရဲ့ခွန်ပြူချက်တွေနဲ့သူတို့ကဒန်နစ်ရဲ့သမီးနော်ဒန်နစ်သမီးရဲ့စီမတ်တန်းက DNA ကိုသူတို့ရဲ့လူသက်မှုကရထားတဲ့ DNA နဲ့တိုက်ဆိုင်စစ်ဆေးခွင့်ကိုရလိုက်တယ် DNA ကချွတ်ဆွတ်နေပါတူနေတယ်ဆိုတာကိုတွေ့လိုက်ရတယ်ဆိုတော့သူတို့ကနောက်ဆုံးမှာတော့ BTK killer ကဘာတူလဲဆိုတာသိသွားခဲ့ပါတယ်2005ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာ Dennis Reader က ဒီသူယုံခမ်းမှာအလုတ်သွားလုတ်ပြီးတော့နေလီစာစားပြီးတော့အိမ်ကိုပြန်ရောက်လာတဲ့ချိန်မှာရေဒီယိုသတင်းတစ်ခုကြားလိုက်ပါတယ်။ FBI ကမြို့ထဲမှာအရေးကြီးတဲ့ကိစ္စတစ်ခုအတွက်အလုတ်ရှုံနေတယ်ဆိုတဲ့သတင်း तू आ लेवे ချက်ချင်းဒါငါများလားငါ့ကိုလာဖမ်းဖို့များလားဆိုပြီးတော့တွေးခဲ့တယ်။ငါကပြေးရမှာလားဒါမဲ့ငါဘီကိုပြေးရမလဲ။ तू အဲ့လိုတွေးနေတဲ့ချိန်မှာပဲရေးတွေကသူရှိတဲ့နေရာကိုရောက်လာခဲ့တယ်။ကာလာနဲ့အကုန်ပိတ်ဆို့ထားလိုက်ကြပြီးသား။ကာလာမပေါ်ထွက်လိုက်တာနဲ့ရေးတွေကိုလမ်းမြင်လိုက်ရတယ်။ ရေးတွေကသူ့ကိုမြေပေါ်မှာဝတ်ချဖို့အမိန်ပေးလိုက်တယ်။သူကလည်းပဲအသာတကြီးပဲဝတ်ချလိုက်ပါတယ်။နောက်တနတ်တဲ့အများကြီးနဲ့ချိန်ထားပြီးတော့ပြောတာကိုသူနားထောင်ရတော့တာပေါ့။ဒါတောင်မှသူကသူ့ကိုမတင်ငါလို့ဖမ်းတာလောက်ပဲသူကထင်ထားတာ။တကယ်တမ်းရေးစခန်းကိုရောက်မှသူမန်းတတ်အပ်တိပြီးတော့ဖမ်းတာတိသွားလို့သူကအယံခံစားသွားရတယ်။ဒါပေမဲ့ခဏပဲမကြအောင်စုံစမ်းစစ်ဆေးရေးမှုတွေစုံထောက်တွေကသူ့ကိုစစ်ဆေးမင်းမြန်းတာတွေကိုသူကပျော်လာတယ် ။ तू อ่ะไอ้ตู้ရဲ့အမှုเจ้าတွေအသေးစိတ် तू ပြန်ပြောပြရရတာကို तू အရန်အားရလာတယ်။ရေးတွေတုံးတဲ့ဝေါ်ဟာရတွေကိုလည်း तू အကုန်နားလေတယ်။ပြီးတော့ရေးတွေကို तू ဟာတာတွေပြောတယ်။အဲရေးတွေနဲ့အပြန်အလှန်ဟာတာတွေပြောတယ်။လှုပ်ထုံလုံးနည်းတွေပြောကြတယ်။ तू อ่ะသူ့ကို तू ရေးတွေနဲ့လှုပ်ဖော်ကင်ဖက်လို့ခံစားရပြီးတော့ပျော်နေခဲ့တယ်တဲ့။ တကယ်တော့စုံထောက်တွေကသူ့ကိုကစားနေခဲ့တာသူ့ကိုအလိုက်အချိုက်လေးပြောပြီးတော့ပြောအောင်ထားပြီးတော့လေလာနေခဲ့ကြတယ်သူစကားများများပြောအောင်လုပ်ခဲ့ကြတယ်သူ့အတ္တကိုအစာကျွေးပြီးတော့သူ့ကိုသူရေးတွေထဲကတယောက်လိုမျိုးစုံထောက်တွေလိုမျိုးဒန်းတူညီသူခံစားရအောင်လုပ်ပေးပြီးမှသူ့ကိုအပြီးရိုက်ချခဲ့ကြတာဒန်နစ်ထောင်ထဲမှာစပြီးမပြောမရှင်ဖြစ်လာတဲ့အချိန်ကဘေးအချိန်လဲဆိုတော့စုံထောက်တွေကသူ့ကိုအရင်လိုအရေးတူလို့ပြီးတော့စကားခေါ်မပြောတော့တဲ့အချိန် သူတယောက်ထဲအကျဉ်းထောင်ခန်းလေးထဲမှာနေနေရတဲ့အချိန်မှမှသူကအသိစိတ်ဝင်လာပြီးကြေကွဲတာသူဒီနေရာနဲ့လွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာအဲ့ဒီအချိန်ကနေမှစစင်းစားခဲ့တာသူမိသားစုကိုလည်းသူကတတိယလာတဲ့သူတို့တွေဘယ်လိုနေနေကြမလဲဆိုတာစိတ်ပူလာတဲ့အပြင်လောကရဲ့ဒီလက်ဆက်တဲ့လီထုကိုသူကတန်းတလာခဲ့သူခွေးတွေနဲ့လမ်းလျှောက်ထွက်ချင်လာတယ်သူမိမနဲ့ကလေးတွေပြန်ပြီးတော့ထွေးပွေ့ချင်လာတယ်ဒါပေမဲ့သူသားတဲ့အကုန်မရနိုင်တော့ဘူးဆိုတာတည်လာခဲ့တယ် အထူးသဖြင့်သူမိမကသူကတကယ်ပဲ BTK ခွင်းဆက်လူတပ်သမားဆိုတာသိသွားပြီးတဲ့နောက်မှာချက်ချင်းကွာရှင်ခွင်းတောင်းခဲ့တယ်။တာသမီတွေလည်းသူ့ကိုဆက်တွယ်ဖြတ်ခဲ့တယ်ပေါ့နော်။သူကသူ့ကိုအင်တာဗျူးတဲ့ J House ကလူတွေကိုပြောခဲ့တာက ထောင်ထဲကငါရဲ့ပထမဆုံးတင်းကွနေနေကငါဘဝအတွက်เนาะတကယ်ကိုစိတ်မကောင်းအဖြစ်ရဆုံးဝမ်းအနေရဆုံးအချိန်ပဲ။မဖြစ်လို့လဲဆိုတော့စုံထောက်တွေကငါစီကိုမလာခဲ့ဘူး။ငါအရန်စိတ်သက်သာသွားခဲ့တယ်ဆိုပြီးတော့သူအဖက်လုံးမခံရတာကိုခံစားပြီးတော့ပြုတ်ပြခဲ့တယ်။စဉ်းစားကြည့်တော့သူစိတ်မကောင်းဖြစ်တာလူတွေကိုတတ်ခဲ့လို့မဟုတ်ဘူးရေးတွေစုံထောက်တွေကသူ့ကိုအဖက်မလုပ်လို့သူကခံစားရတာ 2005ခုနှစ်ဇွန်လမှာသူ့ကိုဗချစ်တာတရားရုံးကိုရုံးထုတ်ခဲ့တယ်။တနိုင်ငံလုံးကသူ့အမှုကိုစောင့်ကြည့်နေခဲ့တယ်။သူကတရားရုံးမှာသူအပြစ်ရှိကြောင်းအသာတကြီးဝန်ခံတယ်။အမှုတစ်ခုချင်းစီကိုသူဘလိုမျိုးကျွလွန်ခဲ့တယ်ဆိုတာကိုမိနစ်60လောက်အသေးစိတ်သူကပြောပြနေခဲ့တယ်။သူကတုံ့လှုပ်နေတာတော့စိတ်လှုပ်ရှားနေတာတော့မရှိဘူးအေးဆေးပဲ။သူ့အစွမ်းစားတွေဂုံတွေကိုပေါ်ပြီးပြောနေရတယ်လို့မျိုးအေးအေးဆေးဆေးစိတ်လိုလက်ရပြောပြနေခဲ့တာ။ အဲ့ဒီတရားရုံကြားနာခြင်းအပြီးမှာပဲသူ့ကိုအင်တာဗျူးလုပ်တဲ့အချိန်မှာသူပြောတာအခုကျွန်တော်ဘလို့ခန်းစားနေရလဲဆိုတော့ကောင်းပါတယ်တကယ်တော့လေးလံနေတဲ့ဝန်ထုပ်ဝန်ပိုးကြီးကိုချလိုက်ရတယ်လို့ပဲဗျကျွန်တော်ကအခုချိန်မှာစတားတယောက်လို့ခန်းစားရတယ်ဆိုပြီးတော့ဂုံယူစွာနဲ့ဖြေခဲ့တယ် သူ့ကိုစီရင်ချက်ချပြီးတဲ့အချိန်မှာသူတတ်ခဲ့တဲ့လူတွေရဲ့ကြံရစ်သူမိသားစုတွေကတရားရုံးမှာလာပြီးတော့သူလုပ်ခဲ့တဲ့အမှုကသူတို့ကြံရစ်သူတွေရဲ့ဘဝကိုဘလောက်အထိဆိုးရွားစွာထိခိုက်စေရဆိုတဲ့အကြောင်းကိုလာပြီးတော့ပြောပြကြတယ်။ Dennis Rader စကားပြောရမယ်အလှည့်ကြတော့လေသူက ျွန်တော်အခုဝန်ခံလိုက်ပြီဆိုတော့ခမရို့ဖြေတာလိမ့်မယ်လို့မျှော်လင့်ပါတယ်။တနေ့တော့ဖျားသခင်ကလည်းပဲကျွန်တော်ကိုလက်ခံလိမ့်မယ်လို့မျှော်လင့်ပါတယ်။မိသားစုတွေကိုကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအတွက်ကျွန်တော်ဘလို့မှပြန်ပေးဆန်းလို့မရနိုင်ပါဘူး။ဆိုပြီးတော့ဒီအကယ်ဒမီစုပေးပွဲရဲ့ကျေးဇူးတင်စကားလို့မျိုးပြောခဲ့တယ်ဆိုပြီးတော့စာထဲမှာရေးခဲ့တယ်။ 2005ခုနှစ်ဩဂုတ်လမှာသူ့ကိုတရားရုံးကလူတက်မှုတစ်ခုချင်းစီအတွက်တသက်တကျွန်းကြခံရမယ်စွစုပေါင်းထောင်တန်း185နှစ်ထောင်တန်းကြခံရမှာဖြစ်ပါတယ်ဖရိုးရှောက်ခွင့်လုံးဝမရှိဘူးလို့သိရတယ်သူ့ကိုအမိန်ချတဲ့အချိန်မှာကင်ဆက်ကတည်တံကိုပေးဖြတ်ထားတဲ့အချိန်မို့လို့သူကတည်တံစီရင်ခြင်းကိုမခံရတာပေါ့နော်ထောင်တန်းပဲသူကတသက်တကျွန်းဆိုတော့ထောင်တန်းပဲဖြစ်သွားတာပေါ့ လူတယောက်ရဲ့အတ္တနဲ့စိတ်ယူပေါင်းမှုကအပြစ်မဲ့တဲ့လူစီဦးရဲ့အတ္တကိုနှုတ်ယူသွားခဲ့ပြီးတော့ကြံရည်သူမိသားစုရဲ့ဘဝတစ်ခုလုံးကိုနာကျင်စွာဖျက်ဆီးစေခဲ့တယ်ဒီ Dennis Radar BTK ခွင်းဆက်လူသက်မှုကနေတဆင့်တင်ယူလိုက်ရတာကတော့ခွင်းဆက်လူသက်သမားဆိုတာဂျိုးပေါက်နေတာမဟုတ်ဘူးเนาะတူတူကိုကိုတာမန်လူတွေလိုပဲသူတို့လည်းကျမတို့ထဲမှာရောပြီးတော့ရှင်းတန်းနေတယ်ကျမတို့ကဘသူကဘာလဲလူဆိုးလားဆိုတာကိုအလွယ်တကူမသိနိုင်ဘူးဆိုတာကိုပဲတင်ယူရပါတယ် ။ Dennis Rader ကတော့အခုဒီနှစ်2025ခုနှစ်အထိအသက်ရှင်လင်းတဲ့ Kansas City နယ်က Eldorado Correctional Facility ထောင်ထဲမှာရှိနေပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အထူးသဖြင့်ဒီအပိုင်း၃ပိုင်းစလုံးကိုအားပေးကြတဲ့မိတ်ဆွေများကို အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် Rocky the Storyteller YouTube channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာမူခင်းသတင်းတွေကိုဆက်လက်ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခင်ကြပါအောင်နော်အတစ်တင်တိုင်းသိလို့ရအောင်လို့ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ပေးခင်ပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်